ရုရှားကယူကရိန်းကိုဘာမပြောညာပြောနေဝင်တန်းခဲ့ချိန်မှာနှစ်နိုင်ငံစစ်ပွဲတွေလည်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကနှစ်ဖက်နိုင်ငံနောက်မှာရှိတဲ့တခြားနိုင်ငံတွေကိုလည်းအငြိမ်းအနေစေရပါဘူး။ရုရှားနဲ့နေကတဲ့ဆက်ဆံရေးရှိတဲ့မြောက်ကိုရီးယားကဒီကိစ္စအပေါ်မှာထုံးစံတိုင်းရုရှားဘက်ကယက်တီခဲ့ပြီးနောက်ပိုင်းမှာသူ့အတွက်လည်းအသက်ရှူကျစေတဲ့ကိစ္စတွေဖြစ်လာခဲ့ရတာပါ။ဘလုံးချင်းနေဖြစ်မလဲနောက်ခံသမိုင်းတွေကဘာတွေလဲဆိုတာကိုသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ရင်းရှင်းဆက်ပြရစီဒီကနေ့ကမ္ဘာပထဝီနိုင်ငံရဲ့အခြေအနေတွေထဲမှာအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်လို့တစ်ချိန်တည်းမှာလည်း စိုးရင်ပူပန်စရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအားလုံးနဲ့အတူတူနက်နက်ရှိုင်းရှိုင်းလေ့လာဆွေးနွေးသွားချင်ပါတယ်အနာကတော့ကမ္ဘာနိုင်ငံရေးကိုတုံလုံးချောက်ချစီခဲ့တဲ့ရုရှားယူကရိန်းစစ်ပွဲကြီးရဲ့နောက်ကွယ်မှာမြောက်ကိုရီးယားနိုင်ငံရဲ့ပါဝင်ပတ်သက်နေမှုနဲ့သူတို့ရဲ့ရေရှည်အနာကပ်အပေါ်ဘယ်လိုတည်ရောက်မှုတွေရှိလာနိုင်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါရင်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းမြောက်ကိုရီးယားဟာနိုင်ငံတကာရဲ့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကိုနှစ်ပေါင်းများစွာခံနေရတဲ့နိုင်ငံတစ်ခုဖြစ်ပါရင် ဒါပေမဲ့အခုတော့သူတို့ဟာဒီပိဆိုးမှုတွေကိုလေးလေးရှုပြီးရုရှားနိုင်ငံကိုတောင်းလျှောက်လက်နက်အများအပြားပို့ဆောင်ပေးနေတယ်ဆိုတဲ့သတင်းတွေကနိုင်ငံတကာမှာတော်တော်လေးကိုဟောလေးတကျော်ဖြစ်နေပါတယ်။ဒီလိုလုံးရဟာလောလောဆယ်မှာတော့မြောက်ကိုရီးယားအတွက်တခဏတောင်စီးပွားရေးရအကျိုးမြတ်နိုင်ငံရရှိနိုင်ပေမယ့်ရေရှင်မှာတော့သူတို့ရဲ့တိုင်းပြည်ရဲ့ဒီငင်အေဂျင့်မှုလုံခြုံရေးနဲ့အနာဂတ်အပေါ်မတွေးဝေးစရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့နိုင်ငံတကာရေးရကြွမ်းကျင်သူတွေနဲ့တန်တပန်တွေကအလေးနက်ထားသုံးသပ်ပြောကြားနေကြပါတယ်။ ဒလဆင်မှာတော့မြောက်ကိုရီးယားကရုရှားလိုတဲ့လက်နက်တွေကိုလိုတလောက်ရောင်းပေးနေကြတာပါပြီးတော့သူ့ရဲ့စစ်သားတွေကိုလည်းယူကရိန်းစစ်မြေပြင်ကိုပို့ခဲ့ပါသေးတယ်လက်နက်တွေရောင်းနေရတဲ့အတွက်ရုရှားစီကဝင်ဝေးနေရပြီးအဆင်ပြေတယ်လို့ဖြစ်နေပေမဲ့ဒီကိစ္စကြီးကအတော်လေးစွန်စားရတဲ့အလောင်းစားရေးတစ်ခုဖြစ်နေကြတာပါတမိုင်းရဲ့သင်ကန်းစာတွေကိုနည်းနည်းလောက်ပြန်လည်ကြည့်မယ်ဆိုရင်ဒီအချက်ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်ပါတယ်ကမ္ဘာပေါ်မှာဘလို့အင်အားကြီးနိုင်ငံမျိုးပဲဖြစ်ဖြစ်သူတို့ရဲ့ကိုပိုင်စီးပွားရေးအခြေခံအုတ်မြစ်တွေဖြစ်တဲ့စိုက်ပျိုးရေး စက်မှုလုပ်ငန်းအနည်းပညာနဲ့တခြားသောဝန်ဆောင်မှုကဏ္ဍတွေကိုလေ့လျူရှုပြီးတော့တခုတည်းသောဒါမှမဟုတ်အနည်းငယ်သောပြည်ပနိုင်ငံတွေရဲ့အကူအညီဒါမှမဟုတ်ကုန်သွယ်မှုအပေါ်မှာအလုံးအစုံမီခိုနေခြင်းအပြင်ရေရှည်မှတောင်တင်းခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်တဲ့အင်အားကြီးနိုင်ငံအဖြစ်ရည်တည်နိုင်ခဲ့တာသိမ့်မတွေ့ရပါဘူး။ ာနာရှင်စနစ်တွေရဲ့တမိုင်းကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်လည်းသူတို့ဟာများသောအားဖြင့်ပြင်းမကရန်သူတွေရဲ့တိုက်ခိုက်မှုတစ်ခုတည်းကြောင့်ရုတ်တရက်ပြိုလဲသွားတာမျိုးထက်ကိုယ့်ရဲ့နိုင်ငံတွင်းမှာနန်ရှိုင်းစွာစိတ်ဝင်နေတဲ့စီးပွားရေးခက်ခဲတွေတရားမျှတမှုမရှိတဲ့လူမှုရေးစနစ်တွေအာနာရှင်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေကိုကြားရှိစွာခံစားခဲ့ရတဲ့ပြည်သူတွေရဲ့မကျေနပ်မှုတွေစတဲ့အတွင်းပိုင်းပြဿနာတွေရဲ့စိုးစင်းမှုကြောင့်တစ်ပြေးနဲ့အားနေလာပြီးနောက်ဆုံးမှာတော့ပြိုကွဲရတဲ့အဆုံးသက်ကိုရောက်ရှိသွားတဲ့ကြတာများပါတယ် ဥမာအားဖြင့်20ရာစုရဲ့အစိုးမှပြိုကွဲသွားခဲ့တဲ့ဆိုဗီယက်ယူနီယံရဲ့တမိုင်းချောင်းကိုလေ့လာကြည့်မယ်ဆိုရင်ဒီအချက်ကိုပို့ပြီးတော့ရှင်းလင်းစွာသဘောပေါက်နိုင်ပါလိမ့်မယ်။ဆိုဗီယက်ယူနီယံဟာစင်အေးကာလမှာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ရည်တည်ခဲ့ပေမယ့်သူတို့ရဲ့စီးပွားရေးစနစ်ရဲ့အားနည်းချက်တွေပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့လူနေအဆင်အတန်းပေါ်မကျေနပ်မှုတွေစတဲ့အကြောင်းအရာတွေကြောင့်နောက်ဆုံးမှပြိုကွဲခဲ့ရတာဖြစ်ပါတယ်။အရင်ကနေမှယူကရိန်းပါဝင်ကိုပိုင်လွတ်လပ်ရေးရခဲ့တဲ့တခြားနိုင်ငံလေးတွေလည်းပေါ်ထွက်လာခဲ့ရတာပါ။ အခုမြောက်ကိုရီးယားရဲ့လက်ရှိအခြေအနေကိုပြန်လည်လာကြည့်မယ်ဆိုရင်သူတို့ဟာရုရှားနဲ့ပုံပြီးရင်းနှီးတဲ့ဆက်ဆံရေးကိုတိစောက်နေတဲ့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းမှာစေစုနှစ်ပေါင်းများစွာခန်းစားခဲ့ရတဲ့အထူးကြံစံတဲ့အနေအထားကနေတနည်းတစ်ပုံရုံထွက်နိုင်မယ်လို့တွေးထင်နေပုံရပါတယ်။ပြည်မအားဖြင့်တော့သူတို့ဟာကမ္ဘာနိုင်ငံရေးရဲ့အရေးပါတဲ့ဇက်ကောင်တစ်ကောင်အနေနဲ့တကြောပြန်ပါဝင်လာနိုင်တယ်လို့ထင်ရနိုင်ပေမဲ့တကယ်တမ်းသူတို့နိုင်ငံရဲ့အတွင်းရေးအခြေအနေတွေကအရင်ကထက်တောင်ပိုပြီးတော့စိုးရိမ်စရာကောင်းတဲ့အနေအထားကိုရောက်ရှိနေတယ်လို့သုံးသပ်သူတွေကထောက်ပြကြပါတယ်။ မြောက်ကိုရီးယားရဲ့ရုရှားပေါ်ထောက်ပံ့မှုကစားစရာမရှိတဲ့အလုံသမားကတထင်းရဲ့အလူမှာအခမဲ့လုံအားသွားပေးတဲ့ပုံစံမျိုးဖြစ်နေလိုပါပဲ။မြောက်ကိုရီးယားနိုင်ငံဟာကုလသမဂ္ဂရဲ့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့ရေးယူမှုအမျိုးမျိုးကိုနှစ်ပေါင်းများစွာခံထားရတဲ့အပြင်မကြာခဏဆိုလိုမမျှော်လင့်တဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ဆိုးရွားတဲ့ရေကြီးရေရှမ်းမှုတွေကြာရှည်တဲ့မိုးခေါင်ရေရှားမှုတွေရဲ့ဒဏ်ကိုလည်းအမြဲလိုလိုခံစားနေရပါတယ်။ ဒီလိုပြင်ပကစိန်ခေါ်မှုတွေအပြင်သူတို့ရဲ့တန်းတဲ့ချီတဲ့လူဦးရေကလည်းခုချိန်အထိလုံလောက်တဲ့စားနေရိတ်ခါများရှိပဲစင်းအမွဲတည်တဲ့ဘွားတွေကိုနေစင်တဲ့အမျှရုံးကန်နေရတာပါဒီကိစ္စကမြောက်ကိုရီးယားရဲ့ကြီးမားဆုံးသောအားနည်းချက်တစ်ခုဖြင့်ဆက်လက်တည်ရှိနေပါတယ်ဒီလိုအခြေအနေမျိုးမှာနိုင်ငံရဲ့အနာဂတ်အတွက်အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုမလုံနိုင်ပဲစီးရေးအသုံးစရိတ်တွေကိုပဲအဓိကထားနေခြင်းဟာရေရှည်မှာဘလို့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကိုစဉ်းစားကြည့်စရာတော့မလိုပါဘူး လွန်ခဲ့တဲ့နှစ်တွေတုန်းကမြောက်ကိုရီးယားဟာရုရှားစီကိုလက်နက်တွေအများအများလွှဲပြောင်းပေးနေခဲ့တာပါ။အများဆုံးကတော့အမြောက်ကြီးတွေနဲ့ပယ်ထိန်ဒုံးကြီးတွေပါတယ်။စစ်ပွဲစပြီးချိန်ကနေအခုထိဆိုရင်မြောက်ကိုရီးယားရဲ့လက်နက်ကွန်တိန်နာကအလုံး13000ကျော်လောက်ကိုတင်မောတွေနဲ့တယ်နေခဲ့တယ်ဆိုတာတောင်ကိုရီးယားကတွေ့ခဲ့ရပါတယ်။ကမန်းချီအားဖြင့်အမြောက်ကြီး6တန်းလောက်ရှိမှာပါ။ ဒီအကြီးအကျယ်အတွက်လည်းဆိုရင်ရုရှားကယူကရိန်းကိုတနည်းလောက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။နောက်ပြီးလိုအပ်လာမယ့်အမြောက်အကြီးတွေအတွက်လည်းမြောက်ကိုရီးယားကစက်ပြီးထုတ်လုပ်နေခဲ့တာပေါ့။အဲဒီကြီးစံတွေထုတ်လုပ်နိုင်ဖို့တခြားလုပ်ငန်းတွေကိုတော့ရပ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စကတေချာစဉ်းစားကြည့်ရင်ကိုယ်လေပင်ကိုကြိုးကွင်းဆွတဲ့ကိစ္စမျိုးဖြစ်နေခဲ့တာပေါ့။ မြောက်ကိုရီးယားရဲ့လက်ရှိစီးပွားရေးမဟာအဗျူဟာကိုပုံပြီးထဲထဲဝင်လေ့လာကြည့်မယ်ဆိုရင်သူတို့ဟာနိုင်ငံရဲ့အနာဂတ်ကိုတည်ဆောက်ရမှာအလွန်အရေးပါတဲ့အစားအသောက်ထုတ်လုပ်မှုကိုအရင်ကချက်ပုံပြီးလေ့လုံရှုထားပြီးတော့နိုင်ငံရဲ့အင်အားနဲ့အရင်အမြင့်တွေကိုစီးရေးဆိုင်ရာလက်နက်ထုတ်လုပ်မှုနဲ့ကျောင်းမဲ့ဖွယ်ကောင်းတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေမှာပဲအဓိကအသုံးပြုနေတာကိုမြင့်မြင့်ကိုရီးတွေးရှိနေရပါတယ်။ဒါဟာတကယ်တော့ရေရှည်အတွက်ဘလို့နည်းနဲ့မှတွက်ချေမကိုက်တဲ့အလွန်အန္တရာယ်များတဲ့လောင်းကစားတစ်ခုပါပဲ။ဒီလိုမှာတော့ရုရှားလို ဆင်းလက်နဲ့အင်အားလိုအပ်နေတဲ့နိုင်ငံကိုခင်မမီတော့တဲ့ဒါမှမဟုတ်ရှီမီသားလက်နဲ့တေကိုရောင်းချခြင်းအပြင်နိုင်ငံခြားအမွေကြီးအနေငယ်ရရှိနိုင်ပေမယ့်ဒီမွေကြီးဟောနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကိုရေရှည်တည်တံ့နိုင်တဲ့အခြေအနေတစ်ခုအထိဒါမှမဟုတ်ပြည်လဲတီဆောက်ဖို့အထိလုံလောက်မှာမဟုတ်ပါဘူးအဓိကအကျိုးဆက်ကတော့ဒီလိုလိုချင်းအပြင်လက်ရှိမှာလည်းအင်မတန်ဆိုးရွားနေတဲ့စားနေရိတ်ခါပြက်လက်မှုဟာပုံပြီးဆိုးရွားတဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်။တကယ်လို့တိုင်းပြည်ရဲ့လူများစုဟာစားလောင်မိုးတိမ်ပြီးအခြေခံလိုအပ်ချက်တွေမပြည့်မီတော့ဘူးဆိုရင်ဘလုံးအာနာရှင်စနစ်မျိုးပဲဖြစ်ဖြစ်ရေရှိမှာပြည်သူတွေရဲ့ထောက်ခံ မှုကိုရရှိဖို့နဲ့တည်တံ့ဖို့ဆိုတာအလွန်တရာမှခက်ခဲပါတယ်။ နောက်ဆုံးမှာတော့ဒီလိုနဲ့ရှိုင်းတဲ့စီးပွားရေးနဲ့လူမှုရေးဖိအားတွေဟာနိုင်ငံတွင်းမှာမကြေနပ်မှုတွေကိုပုံပြီးကြီးထွားလာစေနိုင်ပြီးတချင်ချင်းမှာအစိုးရကိုစန့်ကျင်တဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေအထိပေါ်ပေါက်လာနိုင်ပါတယ်။အနောက်နိုင်ငံတွေကအဆင်ပြေနေပညာသုံးလမ်းနဲ့တွေကိုထုတ်လုပ်တဲ့နမဲကျော်ကမ်ပဏီကြီးတွေရဲ့လုတ်ကင်ပုံနဲ့ဆယ်စုနှစ်ပေါင်းများစွာနောက်ချချနေခဲ့တဲ့မြောက်ကိုရီးယားရဲ့လက်နက်ထုတ်လုပ်မှုစွမ်းရည်ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်းတော်တော်လေးသိတာတွေကွာခြားချက်တွေကိုမျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။အနောက်နိုင်ငံတွေကလက်နက်ထုတ်လုပ်မှုကိုမြင့်တင်ဖို့အတွက်ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာတော့ဈေးကွက်ရဲ့အနာကက်အလားလား ကမ္ဘာနိုင်ငံရေးရဲ့မတည်ငြိမ်မှုနည်းပညာရဲ့အပြောင်းလဲစားရတွေကိုတည်တည်ကြာကြာကြေကြေပြန့်ပြန့်ထည့်သွင်းစဉ်းစားလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့လည်းရှိကမ္ဘာအခြေအနေမှာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲဟာဘလောက်ကြာကြာဆက်လက်ဖြစ်ပွားနေမယ်ဆိုတော့ဘယ်သူမှအတိအကျခံမနိုင်မှာမဟုတ်တဲ့အတွက်ရေရှည်မှာလက်နက်ဝယ်လုံအောင်ရုပ်တရက်ကြာဆင်းသွားပြီးသူတို့ရဲ့တန်ပေါင်းများစွာဒေါ်လာနဲ့ချီတဲ့ယင်းနှမြုံနယ်မှုတွေအလဟတ်တက်ဖြစ်သွားနိုင်တဲ့အနေကိုသူတို့ကောင်းကောင်းသဘောပေါက်ထားလို့ပါ ဒါပြင်အနောက်နိုင်ငံတွေရဲ့ခိုင်မာတောင်တင်းတဲ့စီးပွားရေးဟာလက်နက်ထုတ်လုပ်မှုတစ်ခုတည်းပေါ်မှာလုံးဝမတိဆောက်ထားတဲ့အတွက်ဒီကဏ္ဍမှာအနေငယ်အပြောင်းလဲဖြစ်သွားရင်တော့တို့ရဲ့တိုင်းပြည်စီးပွားရေးတစ်ခုလုံးကိုကြီးကြီးမားမားထိခိုက်နိုင်မှာမဟုတ်ပါဘူးတို့မှာကမ္ဘာစီးပွားရေးကိုဥဆောင်နေတဲ့တခြားအင်အားကောင်းတဲ့စီးပွားရေးကဏ္ဍတွေအများကြီးကျင်ကျင်ပြန့်ပြန့်တည်ရှိနေသေးတာအကြောင်းဖြစ်ပါရင်ဒါကြောင့်ဒီကိစ္စကိုသုံးသပ်ရရင်မြောက်ကိုရီးယားကရေတိုးမှမွေးရှင်နိုင်ပေမဲ့ရေရှည်မှာတော့ငွေဝင်ကင်းကိုက်နိုင်ခြေရှိနေတာကိုတွေ့ရပါတယ် တို့မှာအကြောင်းမဲ့ဝင်ရကောင်းတဲ့စီရင်အင်အားတွေအငင်းပွားဝင်ရနျူကလ িয়ার လက်နက်တွေရှိနေတယ်ဆိုပေမဲ့တကယ်တမ်းတို့နိုင်ငံရဲ့အတွင်းပိုင်းမှာနန်ရှိုင်းစွာကိန်းအောင်းနေတဲ့စီးပွားရေးအားနည်းချက်တွေတရားမျှတမှုမရှိတဲ့လူမှုရေးစနစ်တွေအာဏာရှင်စနစ်ရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေကိုမခံနိုင်တော့တဲ့တန်းတဲ့ချီတဲ့ပြည်သူတွေရဲ့မချေနှဲမှုတွေဟာပေါ်ပြီးအရေးကြီးတဲ့အဆုံးဖြတ်ပေးနိုင်တဲ့အခန်းကဏ္ဍကနေမလဲမသိပါဝင်လာနိုင်ပါတယ်တကယ်တော့ရင်းရှိမှခိုင်ပါပြီးတည်တဲ့နဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ဆိုတော့နိုင်ငံရဲ့ခေါင်းဆောင်တွေအနေနဲ့ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့စားဝတ်နေရေးဖူလုံမှု အစီအသွေးကောင်းမွန်တဲ့ကျန်းမာရေးဆောင်ရှားမှုနဲ့ခင်မင်ပညာရေးအစားရှိတဲ့အရာတွေအားလုံးပြည့်စုံဖို့အထူးကဦးစားပေးဆောင်ရွက်မှသာဖြစ်တယ်ဆိုတဲ့အချက်ကိုမြောက်ကိုရီးယားနိုင်ငံရဲ့လက်ရှိခေါင်းဆောင်တွေကလင့်လို့ရှုထားပုံရနေခဲ့တာပါအရင်ကတည်းကမြောက်ကိုရီးယားပြည်သူတွေကဖိနေမှုမျိုးစုံအောင်ပါမတင်းအောင်တမဲရှင်းတန်နေကြတာဖြစ်ပါတယ်အခုလည်းသူတို့ရဲ့ခေါင်းဆောင်ကြီးကလည်းနဲ့ကိစ္စအတွက်အကြီးကျယ်အာရုံစိုက်နေတဲ့အတွက်စာဝင်နေရေးအတွက်လိုအပ်တဲ့အခြေခံအစအုပ်တည်ဆောက်ရေးကိစ္စတွေမှာလင်းဟာမှုတွေရှိနေကြတာပါ ၎င်းမှာရုရှားကရတဲ့လက်နက်ရောင်းချမှုတွေနဲ့လိုအပ်မှုတွေကိုဖြေရှင်းလို့ရတယ်ဆိုပေမဲ့ဒေသနေကြီးမှာဂျုံရင်ချက်တွေရှိလာခဲ့ပါပြီရုရှားစစ်ပွဲကြီးတာရုတ်တရက်ရဲဆိုင်လိုက်ရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရုရှားကလက်နက်ကိစ္စကိုတခြားကနေမိခိုလိုက်ရင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်ခဲ့ရင်မြောက်ကိုရီးယားကဝင်ဝင်ရပ်ပြီးတိုင်ပတ်သွားနိုင်ပါတယ်အဲ့ဒီခါမျိုးကြရင်အရင်ဆုံးဒုက္ခရောက်ကြရမှာကစီးရဲသားပြည်သူတွေပါပဲသူတို့တွေလုံးဝမခံမရနိုင်ဖြစ်ပြီးတင်မထူးနေပြီးတော့အခြေအနေမျိုးကိုရောက်လာခဲ့ရင်တော့မြောက်ကိုရီးယားမှာလည်းကြီးမားတဲ့အပြောင်းအလဲကြီးတွေဖြစ်လာနိုင်ခြေရှိနေကြောင်းဝေမျှလာရင်းနဲ့ဗီဒီယိုလေးကိုနှီးကုန်းချက်လိုက်ရပါတယ်ခင်ဗျာ